ကျွန်တော်ခုနပြောဆိုကျွန်တော်တို့လူသမိုင်းမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့လူသမိုင်းမှာဒါပထမဆုံးစိုးဝါဆုံးနဲ့ဆိုတော့အခုလက်ရှိလက်ရှင်နေတဲ့လူတွေအားလုံးမှာဒီငယ်လင်ကအကြီးမားဆုံးရင်ဆိုင်ရတာဆိုတော့အကြီးမားဆုံးရင်ဆိုင်ရတာအတွေ့အကြုံလည်းမရှိဘူးနောက်တစ်ခုကစိုးဝါတယ်လူတစ်ယောက်ရဲ့ဘဝမှာကိုလိုမှာပဲဘာဖြစ်ဖြစ်အိမ်ဆိုတာကျွန်တော်ရဲ့အိမ်မက်ပေါ့နော်အိမ်တလုံးဆိုတာအိမ်လုံးဖြစ်ဖို့မလဲစူးစမ်းရတယ်တချို့ဆိုပြပြရတယ်သူတို့ဒီအိမ်ကြီးကတော့အိမ်ကတော့အိမ်ကောင်းပြိုကျသွားတယ်သူတို့အိမ်တအိမ်ကြီးကိုဖြစ်ဖို့တည်းသူကအနှစ်နှစ်လောက်စူးစမ်းခဲ့ရလို့ရှိတယ်တစ်သက်လုံးစူးစမ်းခဲ့ရလို့ရှိတယ် ဓာကြီးပြိုသွားရင်မရှိတော့အဲကျွန်တော်ရောက်ခဲ့တဲ့နေရာကရမဲသိန်းပျော်ပွဲကြောက်စဲအာမန္တလေးအမရပူရာအင်းဝအတဲဦးအာသခိုင်းပေါ့နော်သခိုင်းနောက်ပလိတ်ပလိတ်ကအဲစတိရချေးရွာအဲ့နေရာရောက်ခဲ့ပါတယ် ဓိကတော့ကျွန်တော်တို့ငလင်ဆိုတာကအဲကျွန်တော်တို့နိုင်ငံမှာဒီလိုကြီးကြီးမားငလင်ဆိုတာကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့လူသက်တမ်းမှာပထမဆုံးဖြစ်တဲ့အဲတဘာဘေးအနေနဲ့ဖြစ်တဲ့ရှေ့ရဖြစ်ခဲ့တဲ့ရေဘေးရင်းနဲ့မတူဘူးပေါ့နော်မတူတဲ့အခါကျတော့ပြဿနာလည်းတော့ကြီးတယ်။နောက်ဖြစ်ပုံချင်းလည်းမတူဘူး။ဒီဘေးအနေနဲ့အဲပြောရရင်ရေဘေးလိုမျိုးပေါ့နော်ရေကျသွားရင်အိမ်ပေါ်တန်ရှင်းလို့ပြန်တက်လို့မရဘူးပေါ့နော်အိမ်တွေပြိုသွားတာဖြစ်တယ်။ အဲမိသားစုတွေထိခိုက်သွားတာဖြစ်တယ်အများကြီးပေါ့နော်ရေဘေးလည်းထိခိုက်ပါတယ်ဒါပေမဲ့ရေဘေးနဲ့မတူတဲ့ဟာပေါ့နော်မတူဘူးပေါ့သဘောတဘာတမတူရအဲအိမ်နေမရှိတော့ဘူးအဲမပြိုသွားရင်တော့ပျံတက်နေဖို့အဆင်မပြေတော့ဘူးပေါ့နော်ဆိုတော့ဒီကကရေဘေးနဲ့မတူမတူတဲ့အဲအချက်ပေါ့နော်ဒါပေမဲ့ကိုလို့ရှိမှအဲ့တွေ့ကြုံကမရှိကြတော့ provider အဖွဲ့တစ်ပိုင်းတစ်နိုင်အဖွဲ့လေးတွေတဲတဲလေးတွေရောနောက်တကယ်လုံနေတဲ့ provider အဖွဲ့တွေရောအခုမှတွေ့ကြတာပေါ့နော်ဆိုတော့တို့ကရှိရရေဘေးလိုပဲတချို့တော်တော်များကအဲတခုခုဖြစ်ပြီဆိုရင်အလူတွေခံတယ် အဲလိုမဲ့ထင်တာလေးတွေပေါ့နော်အဲသူတို့လည်းအကောင်းဆုံးဖြစ်မဲ့ထင်တာလေးတွေကိုရှောက်ပြီးတော့အဲရှာကြံဝယ်ချမ်းပြီးတော့မှကားတွေရှောက်ငားပြီးတော့တင်ပြီးသွားကြတာဒါကြောင့်ဟိုကျတော့အဲစိတ်မလိုအပ်တာတွေလည်းတွေ့ရတယ်ပေါ့နော်ဟိုမှာလည်းပြီးတော့ကိုဆိုတာဟိုရောက်သွားတဲ့အခါမှာတကယ်ဖြစ်တဲ့သူတွေကိုရှာမတွေ့တာမျိုးပေါ့နော်အဲမတွေ့ဘဲနဲ့အဲ့အနေနဲ့မှရှိနေတဲ့ငကိုလည်းရှိနေတဲ့ဒီပေါ့နော်အဲတခြားရက်ွက်တွေကပေါ့နော်အဲဒီလိုပေါ့အဲကလေးတွေတော့အဲပေါ့တခြား နေရာလာပြီးတော့အဲ့လိုမျိုးရှိနေတဲ့လူတွေကဝင်ပြီးတော့ယူသွားတာတွေဝင်ပြီးတော့အတင်းပေါ့နော်အဲ့လိုလူတွေပုံစံမျိုးလောက်တူဖြစ်သွားတာမျိုးတွေလည်းရှိတယ်တကယ်တမ်းတချို့အကိုရောက်တဲ့နေရာတွေမှာဆိုလို့ရှိရင်ဖြစ်နေတဲ့သူတွေကသူတို့နီးစက်ရာတက်ဆိုင်ရာတွေမှာပေါ့နော်အမျိုးတွေဖြစ်ဖြစ်အိမ်တွေဖြစ်ဖြစ်အဲ့လိုမျိုးပေါ့ရှောင်နေပြီးသွားပြီပေါ့နော်ရောက်နေကြပြီတကယ်တမ်းသွားလူတွေခါကျတော့အဲ့မှာပဲငကိုတွေကအဲ့လိုလိုက်ပြီးတော့ချို့ဟိုတောင်းနေတဲ့ကလေးတွေရှိတယ်အဲ့လူတွေကပဲအတင်းတာတွေပေါ့နော်သူတို့ဝင်ယူအဲ့မှာရောက်တဲ့လူတွေကလည်းမသိပဲနဲ့သူတို့ပဲ တာစီဝေပေးလိုက်တယ်ဝေပေးတော့ owner ချင်းနဲ့ဝေလိုက်တဲ့ခါကျတော့အဲခေါင်းစဉ်ခေါင်းစဉ်ဝေသွားတာပေါ့နော်အဲကျွန်တော်တို့နိုင်ငံမှာကငွေရေးကဒါဆင်းရဲမှုတွေများတဲ့နိုင်ငံဒီလိုမျိုးပေါ့နော်အဲလိုအပ်နေတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့ဒီအချိန်မှာငလင်မေးဖြစ်တဲ့အတွက်တူတဲ့သူများလို့ကငလင်ဒန်တင့်တဲ့သူကိုခေါင်းစဉ်မှာလူကြတယ်ဒါပေမဲ့ဟိုရောက်သွားတော့အဲတချို့ကြတယ်လာလူပြီးတချို့ကြတစ်ရက်ပဲချိန်ရတယ်နှစ်ရက်ပဲချိန်ရတော့လူကြီးပြန်မှာလို့ပေါ့နော် ဒီဥမာနာမည်တစ်ခုပေါ့ဒီမျိုးတစ်ခုကိုလာလူမယ်ဆိုတဲ့ခေါင်းစဉ်ကိုတက်လိုက်ပြီးအလူခံလာတယ်။သူကဒီမျိုးကိုလူရမှာ။ကိုရောက်တော့အရှင်နေနေမသိရတဲ့ခါကျတော့အရန်ရှုပ်ထွေးနေတော့အနီးနာရှိတဲ့သူကိုပဲသူတို့ကအဆင်ပြေလို့ပေးခဲ့ရတာရှိတယ်။ပြီးရင်ပြန်သွားတာရှိတယ်။ဒါပေမဲ့ဒါကအလူရှင်တွေကတော့လည်းဒါကိုအဲချင်းနေလိုက်မှမထင်ဘူးပေါ့နော်။စင်းရတဲ့ဆိုပေမဲ့လည်းသူတို့လူလိုက်တဲ့ကောင်းစင်ကငလင်းသူတဲ့ကောင်းစင်အောင်မှလူလိုက်တာဖြစ်တဲ့အတွက်တကယ်ငလင်းတန်းတင့်သွားတဲ့သူတွေကိုပဲသူတို့ကလည်းရကြကြမှာပေါ့နော်အဲ့တော့အဲ့လို အဲ့လိုမျိုးပေါ့နော်အဲ့လိုအခွဲတွေတော်တော်များများတွေ့ခဲ့ရတယ်ပေါ့နော်အဲအဲအဲ့ဒါကတော့တော်တော်ဖြစ်နေတဲ့အဖြစ်ပြက်ပေါ့တချို့ကျတော့ဒီ Facebook မှာပြန်တယ်ဒီရွာဒီရွာမှာရေတောက်ချင်အောင်မရှိဘူးရေလေးတိုက်ရင်တော်သွားပြီးတော့အဲ့တော့တော့အရှင်နေစိုးနေလားပေါ့တကယ်လဲစိုးခဲ့ရင်ကျွန်တော်တတ်ဆွမ်းသမျှအဲ့နေရာကိုကူညီမယ်နောက်ကကျွန်တော်ရဲ့မိတ်ဆွေတွေရောကျွန်တော်နောက်မှာအဲမကူညီရမယ်ဆိုမိတ်ဆွေတွေရှိသူတို့ကိုလည်းကျွန်တော်ဒါကိုကူပါဆိုပြီးပြောမယ်ဆိုရင်ကျွန်တော်လိုက်တယ်ပေါ့တကယ်တမ်းဆုတ်လိုက်တယ်ပေါ့နော်တကယ်ထွက်လာပြီးပင်နေရာဘာဖြစ်တယ်ဆို အဲ့နေရာမှာတကယ်တကယ်ဖြစ်မနေတဲ့ဟာမျိုးပေါ့နော်တကယ်လို့အဲသူ့ဟာသူရေးရလဲအဆင်ပြေနေတယ်တချို့ကြောင့်လည်းဒါကျွန်တော်ထင်တာပေါ့နော်အဲဒီဒေသမှာမွေးဖွားတဲ့သူကနိုင်ငံနိုင်ငံခြားရောက်နေတယ်အဲနိုင်ငံခြားရောက်ရောက်နေတယ်ဆိုတော့သူတို့ကဒီဒေသအတွက်သူတို့မျက်မြင်တော့မဟုတ်ဘူးဒါပေမဲ့သူစိတ်ပူပြီးတော့ဖိုးမှာတင်ပေးလိုက်တယ်အဲ့ဒါကို one share နဲ့ဒီဟာပြန်သွားတယ်ပေါ့နော်ဒီစာကဒါပေမဲ့တကယ်တမ်းကျွန်တော်အဲ့ဒီဒေသအဲ့လောက်ကြီးတော့မဟုတ်နေဘူးပေါ့နော်သူ့ဟာသူကတော့အဲဖြစ်တယ်တော့ဖြစ်တယ်ဒါပေမဲ့သူပြောသလောက်ကြီးစိုးရွားမနေဘူးပေါ့ဆိုတော့တချို့ကြောင့်လည်းအာ ိုက်ဒေတာကန်နေကိုတိုင်ကသူတို့ဒေတာမှာဖြစ်သွားတာသူတို့ဘောမှာပမာအောင်ဆုံးဖြစ်တာဒါပေမဲ့သူတို့ဒီအဆိုးဆုံးလို့ထင်တာသူတို့တခြားနေရာတွေမရောက်ဘူးတခြားနေရာတွေသူတို့တက်ဆိုးတော့သူတို့မသိလိုက်သူတို့ဒီသာအဆိုးဆုံးပေါ့နော်သူတို့မျိုးသာအဆိုးဆုံးဆိုတော့အဲချင်းနေကြကြတာပေါ့အဲတခြားနေရာမှာဒီချက်ပိုဆိုးနေတာတော့သူတို့မသိတာအောင်ဆိုတော့အဲ့လိုမျိုးတွေလည်းအများကြီးရှိတယ်အဲကျွန်တော်ကျတော့သွားတဲ့အချိန်မှာကျွန်တော်အရင်ဆုံးသွားတဲ့ရောက်တဲ့အချိန်မှာကျွန်တော်အရင်ဆုံးကျွန်တော်ကားနဲ့ရင်ပတ်ကြည့်တယ်ဘာဘာတွေတကယ်ဖြစ်နေလဲပြီးရင်ကျွန်တော်ကမမလှူသေးဘူးပေါ့နော် အဲ့အဲ့နေမှာစင်းနေမရောမလဲတဲ့ဒေသခံဆိုတော့ကျွန်တော်လိုက်ရှာတယ်စုံစမ်းတယ်သူတို့လည်းစကားပြောကြည့်တယ်အဲ့လိုမျိုးအရင်စုံစမ်းပြီးမှသူတို့ဘာလိုလဲကျွန်တော် မေးတယ်အဲတရဦးမှာဆိုလို့ရှိရင်ကျွန်တော်အဲ့လိုပဲပေါ့နော်မရောမလဲသွားရင်လည်းအဲတိုက်ရှိမှာပေါ့နော်ပစ္စည်းတွေတိတ်နေတဲ့မျိုးသမီးတယောက်နဲ့တွေ့လို့ကျွန်တော်စကားသွားပြီးတော့စင်းမေးတယ်မေးတော့မှအဲသူပြပြတယ်အကုန်လုံးသိရတာပေါ့နော်ပြီးတော့ဘာတွေတကယ်လိုအပ်နေလဲဆိုတော့သိရတယ်ဆိုတော့အဲ့နောက်နှစ်ရက်လောက်နေမှာကျွန်တော်ပြန်ပြီးတော့ ပြင်ဆင်တယ်အဲ့နေရာကိုပြင်လာတယ်သူတို့တကယ်လိုအပ်တဲ့ဟာကိုကျွန်တော်လှူပေးတယ်ပေါ့ဒီနေရာမှာဒီနေရာတိုင်းမှာမြို့တိုင်းမှာရဲခွက်တိုင်းမှာဒေတာခံပဲဖြစ်ဖြစ်ပေါ့နော်ဒီဦးစီးဦးဆောင်လုပ်ပြီးတော့ဒီကောင် manage လုပ်ပေးမဲ့လူတယောက်ရှိနိုင်တာပို့ပြီးကောင်းပါပေါ့နေရာတိုင်းမှာပေါ့နော် manage လုပ်ပေးမဲ့လူအဲပြည်သူအားလည်းယုံကြည်ရတဲ့သူပေါ့ဆိုတော့အဲအဲ့လိုမျိုးရှိနိုင်တော့ပို့ပြီးကောင်းပါလေကျွန်တော်ခုနပြောဆိုကျွန်တော်တို့လူသမိုင်းမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့လူသမိုင်းမှာဒါပထမဆုံးစိုးရွားဆုံးနဲ့ ဟိုရှေ့မှာလဲစိုးွားခဲ့တာရှိတယ်လွန်ခဲ့တဲ့နှစ်ပေါင်းတရာကပကိုးငလင်အဲ7.3ပေါ့နော်7.7ဆိုရင်ဒါအခုဟာပိုပြင်းတယ်ဒါပေမဲ့7.3ကိုကြုံခဲ့တဲ့မိခဲ့တဲ့လူတွေကတို့အခုလက်ရှိမှာအသက်မရှိကြတော့ဘူးပေါ့နော်ဆိုတော့အခုလက်ရှိလက်ရှင်နေတဲ့လူတွေအားလုံးမှာကဒီငလင်ကအကြီးမားဆုံးရင်ဆိုင်ရတာဆိုတော့အကြီးမားဆုံးရင်ဆိုင်ရတာအတွေ့အကြုံလည်းမရှိဘူးနောက်တစ်ခုကအဲဘာလို့ရမယ်မလဲမသိဘူးဆိုတော့ဒါကပြောရရင်တော့တော်တော်လေးကိုစိုးွားတယ်လို့ပြောလို့ရတယ်နောက်တစ်ခုက တကယ်ခံရတဲ့သူတွေတက်ကြတယ်တတော်ကြီးကိုအဲဆိုးသွားတယ်လူတယောက်ရဲ့ဘဝမှာအခုလိုမှာပဲဖြစ်ဖြစ်အိမ်ဆိုတာသူတို့အိမ်မက်ပေါ့နော်အိမ်တလုံးဆိုတာအိမ်လုံးဖြစ်ဖို့မလဲစူးစမ်းရတယ်တချို့ဆိုပြပြတယ်သူတို့ဒီအိမ်ကြီးကတော့အိမ်ကတော့အိမ်ကောင်းပြိုကျသွားတယ်သူတို့အိမ်တအိမ်ကြီးကိုဖြစ်ဖို့တက်သူကအနှစ်နှစ်လစူးစမ်းခဲ့ရလို့ရှိတယ်အဲဟိုတတလုံးစူးစမ်းခဲ့ရလို့လည်းရှိတယ်ဓာကြီးပြိုသွားရင်မရှိတော့တချို့ကြောက်လဲဓာကြီးကိုအိမ်ကိုရောက်အောင်ပေါ့နော်အကျွေးလဲယူရင်ယူရမယ်အဲသူအတိုးနဲ့လဲယူရမယ်ဓာကြီးကိုဖြစ်အောင်တာဆောက်လဲဓာဒါလေးပြီးသွားရင် သူတို့ရင်အေးရရခဲ့သူဒီအိမ်ကြီးတစ်ခုကိုလောက်လိုက်မိအခုပြိုကျတဲ့ပါသွားတဲ့ခါကျတော့သူတို့အဲဘလို့စလို့အောင်မလားသူတို့မသိတော့တဲ့အခြေအနေပေါ့နော်။နောက်ဘလို့စလို့အောင်လောလောအဲ့ဒီကိုရှင်းဖို့တက်ကိုသူတို့မှခက်ခဲဖြစ်နေကြပါဘောနော်။အပြူဒီအပြူသွားတဲ့ဟာကိုရှင်းဖို့တက်ကိုအဲပတ်စံယာနဲ့ကြည်ကောမှာဟိုကလိုင်းဝါတော့ပြတ်နေတဲ့အလကားရှင်းမယ်တို့တန်နေပဲအုပ်တွေယူမယ်တို့ဒါမဲ့တကယ်တကယ်တမ်းစုံစမ်းကြည့်တော့ကိုယ်တိုင်စုံစမ်းကြည့်တော့အဲ့ဒါကဟိုတယ်ကြီးတွေတကယ်အိမ်အကြီးကြီးကိုပြောတာပါရိုးတိုင်လောက်ကိုသူတို့ကမပြောပါဘူး ပြီးတော့အဲ့ဒါလည်းတခုနည်းနည်းလေးပေါ့နော်အဲပြန်စဉ်းစားကြဒီတန်တွေမှာပြန်သုံးပါလေပေါ့နော်အဲ့ဒါလည်းပြန်ကြောက်ရတယ်ပေါ့နော်ဒီတန်တွေကိုပြောင်းစက်နဲ့ပြန်သုံးပါလားပါတန်ရေကျိုးဆိုရင်ဆက်တဲ့ပို့ရင်တော့ကိစ္စမရှိဘူးဘယ်နေရာမှာပြန်သုံးပါလဲဆိုတော့ဒါနည်းနည်းလေးတော့မေးခွန်းထုတ်ကြရရှိတယ်ပေါ့နော်အဲကျွန်တော်အဲ့ပေါ့နော်အခုဘေးရနေတဲ့အစ်မဆိုရင်အရင်ဆုံးကအဲလိလာတဲ့နဲ့ထင်တယ်နေရာတစ်ခုကိုဘာလူမဲဆိုရတဲ့ဆိုင်ဘာလူအဲ့နေလဲဘာဖြစ်လဲဆိုတော့တေချာလေးတိတိကျကျပြောပြမိမဲ့လူရှိရင်ကောင်းမယ်ဥမာ ကျွန်တော်တို့ဖွဲ့ကလူဖို့ရှိရဲဆိုရင်အဲ့ဖွဲ့ကနှစ်ယောက်လောက်ကိုပြည့်ရအရင်ဆုံးလှုပ်လိုက်ချင်လှုပ်လိုက်တယ်ပေါ့နော်နေရာလူသားတစ်ခုသွားဘာလို့လဲသူကအဲ့မှာသွားပြီးတော့သူကတော့မလူနိုင်အောင်လူနိုင်အောင်မမဟုတ်သေးဘူးဘာတွေလိုရလဲဘာဖြစ်လဲအခြေအနေဆိုတော့ပြီးရင်ဒီဘက်ကကြံခဲ့တဲ့အဖွဲ့ကိုတည်င်းပို့အဲ့ရနေမှဒီကြံခဲ့တဲ့ဖွဲ့ကလိုရတာပြင်ဆင်ပြီးတော့အဲသွားတာပို့ပြီးတော့ထိအောင်မထင်ပါဘူး